အဲ့တော့အမှန်ဆိုရင်စစ်တပ်မှာဆိုတာမင်ဆန်ဆာတွေရှိတာပဲဒီတာမင်ဆန်ဆာတွေကိုတုံးပြီးတော့သူတို့ဒါအခုလာပြီးပုံကျဲနေတာတွေသူလုံနေတာပဲလေနော်ဒါဒီဆိုရင်လည်းဒီ ground နေပေါ်မှာကျွန်တော်တို့ဒါတာမင်ဆန်ဆင်းလုပ်ပြီးတော့လူဘလောက်ကြံလဲပြီးတော့မှဂျင်းတေအောင်ဆောင်ပြောရဲရေဒါတွေနဲ့အဲကျွန်တော်တို့စူဇန်ထောက်လမ်းမလဲဆိုတဲ့ဟာတွေကဒါကက်ဆယ်နီယာချထားရင်းမှာရန်သုံးတဲ့ကိစ္စတွေပေါ့အဲ့တော့ဒါတွေအကုန်လုံးကမရှိဘူးပေါ့ဗျာမရှိဘူးဖြစ်နေတာပေါ့အဲ့တော့ကျွန်တော်လည်းမေးကြပါတယ်နိုင်ငံတကာအထူးသဖြင့်အမေရိကန်မှာရှိနေတဲ့လူတွေကဒါတွေကူညီခြင်းနဲ့ ို့ပေးခြင်းတယ်ဆိုတော့ကျွန်တော်တို့လည်းဒါကိုဘာမှမလုပ်ပေးနိုင်ဘူးပေါ့နော်မလုပ်ပေးနိုင်ဘူးဆိုတော့ဗမာပြည်မှာအဲ့ဒါတွေသွားပြီးတော့ပုဂ္ဂလိကဖွဲ့စည်းပဲဖြစ်ဖြစ်နိုင်ငံတကာဖွဲ့စည်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ် NGO တခုကပဲဖြစ်ဖြစ်သွားလုပ်မယ်ဆိုရင်ဖန်ခံရမှာပေါ့တုံးခံရမှာပေါ့ဒါတွေကိုတို့ကအကောင့်လို့မြင်မှာမဟုတ်ဘူးလေဆိုတော့ပြောဒါလုံခြုံရေးရှုထောင့်အောင်ပဲစဉ်းစားပြီးအဲရှိမှဖြစ်တယ်ကျွန်တော်တို့ကကုညီပြီးပေးပို့ခြင်းနဲ့ဆိုရင်တော့မှမပေးပို့ရတဲ့အချိန်နေ မဟုတ်ဘူးပေါ့ဗျာအဲ့ဒါတွေကဘာနဲ့ပြန်ဆက်လဲလာလဲဆိုတော့ကျွန်တော်ပထမတင်ပြတဲ့ဒီ good governance ဆိုခေါ်တဲ့စီမံခန့်ခွဲရေးပေါ့နော်အရေးပေါ်ဟိုစီမံခန့်ခွဲရေးတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွေကော်မတီတွေတော့ရှိတယ်အစဉ်ဆက်ဖွဲ့ထားတာရှိတယ်အဲ့ဒါမှလည်း local ပြန်လို့ဘာလို့ကတွင်းမှုဌာနအနေနဲ့ရှိတယ်အဲ့တော့နောက်တစ်ခုက rapid rescue team ပေါ့နော် rapid response ပေါ့ဒီလိုဖြစ်လာရင်အလင်းမြန်တုံ့ပြန်တဲ့ဖွဲ့တွေဖွဲ့ကြတာရှိတယ်ဖွဲ့ကြပေမဲ့လည်းသူတို့ကိုလိုအပ်တယ်လို့သင်တန်းပေးတာအမြဲတမ်းအားဖြည့်ထားတာဒါဒီအကုန်လုံးကကျွန်တော်တို့ကချိုးရွေးအားနည်းနေတဲ့ခါကျတော့အခုလိုဖြစ်လာရောဒီကငုတ်ထုတ်ထိုင်နေရတဲ့သဘောပဲကျွန်တော်တို့ရှိနေတာပေါ့နော်အဲ့တော့ဒါတွေကတစ်ခါလည်းမဟုတ်ဘူးညာကျွန်တော်တို့လည်းဂျပန်အများစွာပြောနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းပြောတော့မပြောကျင်တော့ပါဘူးဒါကျွန်တော်မေးလို့တာထပ်ပြောမယ်ဟာလာအခုငလင်း မဒီမကောက်ရေကြီးရင်လည်းဒီတိုင်းပဲနော်နေပြီးရင်ဒီတိုင်းပဲဒါတွေကတောက်လျှောက်တောက်လျှောက်လို့ဟိုဖြစ်နေတာဗောနော်ဒါအစင်စဲကျွန်တော်တို့ကတိုင်းပြည်မှာလူရဲ့လူတယောက်ရဲ့တန်ဖိုးကဘာမှမရှိသလိုဗောနော်အဲ့လိုမျိုးဖြစ်နေတဲ့ကိစ္စလူကိုလူလိုထက်သွင်းစဉ်းစားမှုမရှိတဲ့တိုင်းပြည်မှာရှင်သန်လို့ဖြစ်နေတာဗောနော်အဲ့တော့ကျွန်တော်တို့ရဲ့အနေထားကတော့အဲ့လိုတွေရှိပါတယ်အဲ့တော့ကုညီကျင်တဲ့လူရှိတာတောင်မှကျွန်တော်မကူညီနိုင်ဘူးဗောဗျာ ဟုတ်ကဲ့မြင်နေရတာတရားလာတဲ့အချိန်တိုင်းတော့ပြစ်ခံရတယ်ပါညာဆိုတော့အားကြောင့်ကျွန်တော်ပြစ်စေရတယ်မဝင်ရခုနပုဂလိကတော့အခုအခုလောက်ခွင့်ပြုချက်ယူရမယ်ပြောတယ်လေပြည်တွင်ရောပြည်ပရောအဲ့လိုဘယ်လိုပြောမလဲကျွန်တော်တခြားမှဘယ်လိုလုပ်လဲမရေးဖို့အချိန်တွေမှာတော့အခုလောက်ကပြစ်စေရလှုပ်ပေးမှရပါဘူးအပြင်အခုကြားရတာဗျာအခုဟုတ်လားမဟုတ်လားမသိမန္တလေးကတင်းကြားရတာအခုအစိုးရစစ်ကောင်စီရောပေါ့နော်တာဝန်ယူပြီးတော့နိုင်ငံတကာလှူတယ်တားတာစီးတာရှိတယ် ကဲဆေးရည်တွေလည်းဟိုကျွန်တော်တို့တကယ်လို့အားလည်းလူစီ မရောက်ဘူးပေါ့နော်အခုမန္တလေးမှာဆိုကိုအပြူသွားတဲ့အေးကိုအေးကိုတာဝန်ယူရှင်းရောက်တယ်ဘုရားကိုကိုခွာပဲတဲ့လို့ရှင်းရင်ဘလောက်အလောင်းဖော်ရင်လည်းအလောင်းဖော်ရင်ဘလောက်အဲ့လိုတွေသတင်းထွက်နေပြဟုတ်မဟုတ်တော့မသိဘူးဘယ်လိုများတခြားနိုင်ငံတွေပါကွာလဲအဲ့ နှစ်ခုပေါ့လေဒါဆွဆွဲတာချွတ်အကြောလည်းနည်းနည်းပို့ပြီးတော့ပို့ပို့ဆလိုဆွဆွဲတာရှိတယ်ပေါ့ဒီကပေးလိုက်နိုင်ငံကူညီတွေယူပြီးတော့စစ်လက်နဲ့ပစ္စည်းတွေများဝယ်မလားဗျာအဲ့ဒါမျိုးကတော့မဖြစ်ပါဘူး။ तू ကဒီငွေတွေကအကူညီငွေတွေကဆောင်းဘယ်လို UN ဆို UN အကောင့်ထဲကိုဝင်သွားတာဖြစ်တဲ့အတွက် UN တစင် तू နဲ့ပေါင်းလုပ်နေတဲ့မှာ Red Cross လိုအားမျိုးနော်ချက်ချင်းဒီလိုအားမျိုးဒါမှမဟုတ် तू နဲ့လုပ်နေတဲ့ဂျန်နဲ့ NGO တွေဆင့်သွားတာအာဖြစ်တဲ့အတွက်နော်အဲ့လိုမျိုး ဟိုအလွဲသုံးစားမျိုးကြီးတော့မဖြစ်ဘူးပေါ့ဗျာအပေါ်မှာစင်းလွဲပြောင်းပြီးတော့အကျန်ရေချက်ကိုတုံးတာမျိုးဖြစ်သို့တော်လည်းပဲအဲ့တော့ကုညီမယ်ထောက်ပံ့မယ်ဆိုတော့ပစ္စည်းတွေပေါ့ဗျာထောက်ပံ့နေထောက်ပံ့ရင်စံဆိုလဲစံပေါ့အထည်ဆိုလဲထည်ပေါ့အဲ့ဒါတွေကိုဝေတဲ့နေရာမှာဆောင်းလို့ကန့်သက်ချက်တွေရရှိတဲ့ခါကြတော့ နော်အဲ့တော့သက်ဆိုင်ရာအုပ်ချုပ်သူတွေနဲ့အဆင်ပြေတဲ့လူတွေကပဲဒါဒီစီမံခန့်ခွဲနိုင်ခင်ကြောင့်အဲ့လူတွေကဘယ်လိုစီမံခန့်ခွဲလဲပေါ့ဗျာချိုးဆိုရင်ဖုံးတော်ကြီးတွေရှိတယ်အဲ့ဖုံးတော်ကြီးတွေကတော့မှန်မှန်ကန်ကန်မြင်မြန်ဆန်ဆန်လို့ရင်တော့အရှိမအကူအညီတွေအကုန်လုံးကလိုတဲ့လူတွေရှိကိုရောက်သွားမှာပေါ့ဗျာမြင်မြန်ဆန်ဆန်နဲ့ရောက်သွားမှာဟုတ်တယ်နော်သို့တော့ ချိုးအားကြတော့လေနေရာလည်းကမရောက်နိုင်တဲ့ခါကျတော့အစိုးရပြောတဲ့တက်ဆိုင်ရအုပ်ချုပ်ရေးတာဝန်ခံတွေအရဆင်းလို့ရတော့သူတို့နှိစာရအမျိုးလေးရှိကိုရောက်သွားတာအဲ့တော့အရင်ဆုံးကျွန်တော်တို့ကနိုင်ငံတကာမှာလုပ်တယ်ဆိုတော့ knee assessment ကိုအမြဲတမ်းလုပ်တာပေါ့ဗျာဒါလုံထုံးလုံနီးကပြောရင်တော့ဒီလိုဖြစ်သွားရင်ဆိုတော့ knee assessment ကိုသူကချက်ချင်းသူကလုပ်တယ်ဘလောက်ထိလိုတယ်ဘယ်နေရာမှာလဲဘယ်သူတွေလဲဘာတွေလိုလဲဆိုတော့သူကနိုင်ငံတကာအဆင့်အလုပ်ကိုလုပ်ရတယ်ဒါကြီးလုပ်ပြီးတော့မှသူက HR now flow လာတာ ဒီသဘောနေထားကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံလူတွေက ဟိုစင်ကူနိုင်ဆိုတာမရှိဘူးပေါ့တခြားနားလည်နိုင်ဆိုတာမရှိတော့ဘလို့တအားချောမွေသွားအောင်လုပ်မယ်ဆိုတော့ process တွေမှာလည်းအရင်ကြာတယ်ပေါ့နော်အဲ့တော့အဲ့တော့နိုင်ငံရေးမြင်မရှိဘူးစီးရေးမြင်တခုတည်းရှိရတူကဒီကောင်တွေကငါတို့ကိုကြန့်နေတယ်ဒီကောင်တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့ဆိုတော့အဲ့လိုမျိုးမာမာနာတွေလည်းလည်းတားဆီးတာတွေလည်းရှိတယ်နားမလည်လို့ပေါ့နော်အချို့ကြောင့်လည်းအာနာဂုံပေါက်ပြီးတော့အောက်မှာတားဆီးတာရှိတယ်အချို့ကြောင့်လည်းရွယ်ကျဲရှိရှိကိုကိုကြိုးစည်းဝါအတွက်အသုံးချတာတွေရှိတယ်အဲ့တော့ဆိုတော့ပြန်ပြောရရင်တော့ဆောင်းပြောလို့ကြန့်နေတဲ့ ဟိုစီရေးသုံးပြူတာတို့ဂျန်တဲ့နေရာမှာတလွဲသုံးတာတွေကတော့မဖြစ်ဘူးဒါကတော့ကျွန်တော်လည်းတန်တရားမရှိဘူးတဘောကဲဆဲရေးမှာသုံးလိမ့်မယ်သို့တော့အဲ့ဒီသုံးလိုက်တဲ့ပစ္စည်းတွေကလိုတဲ့လူရှိရေးမရောက်တာတော့ဖြစ်မယ်ဟုတ်တယ်နော်ဆောင်းကလူစီမံခန့်ခွဲမှုဟာ ဟာကွက်တွေအများကြီးရှိတဲ့အတွက်တလွဲနေရကောင်းပြီးတော့မှအဲ့ဒါတွေပြန်ရောင်းစားတာပေါ့ဗျာအဲ့ဒါမျိုးတွေရတယ်ဟိုတုန်းကလည်းရှိပါတယ်ကျွန်တော်ငယ်စဉ်ကာလာလာလေဘေးကာလာလေဘေးဖြစ်တယ်ဆိုရင်ရောင်းစားတယ်လို့ဆိုတာအဲ့ဒါတွေကတော့တယောက်စီရဲ့စီကံခံကွဲမှုအလွယ်သုံးစားမှုကရှိတယ်ဦးစားပေးမှုတွေနဲ့အဲ့ဒါဒါတွေကိုစောင့်ကြည့်နိုင်တယ်တားဆီးနိုင်တယ်ပြောဆိုနိုင်တယ်ဆိုတော့အနေထားမှာကျွန်တော်တို့မရှိတာဟုတ်တိုးတော်လည်းပြီးခဲ့တဲ့10နှစ်ကာလပေါ့ဗျာ2010ကနေ20အတိုင်းနာတစ်ခုကြီးကတော့ဒါတွေကိုစောင့်ကြည့်ပြောဆိုနိုင်တဲ့ ခွင့်ရေးရှိတဲ့ခါကျတော့ဘာပြောပြောဒါကနည်းနည်းတော်သေးတာပေါ့နော်အခုနေခါမှာတော့ဒါပြောလို့ကိုမရတော့ဘူးလေကြည်လို့လည်းမရတော့ဘူးဆိုတော့ပို့ဆိုးမှာပဲတော့တကယ်လို့ဒီဟာကိုဝေပေးရင်ဝေပေးမယ်ဆိုရင်ကိုဟိုလေတက်ဆိုင်ရာခွင့်ပြုထားတဲ့ဖွဲ့စည်းတွေကိုယ်တိုင်ကကိုအဲ့နေရာကိုရောက်သွားဖို့တဘောဘေးရရောက်ဖို့အခက်အခဲဖြစ်နေအခက်အခဲဖြစ်နေကအဲ့နေရာမှာစနစ်ကြလူတွေကိုဝေဖို့ဆိုတာအခက်အခဲတယ်အဲ့မှာရှိတဲ့အုပ်ချုပ်ရေးအဖွဲ့ကိုပဲ မိခိုအားထားရမယ်ဆိုရင်အဲအုပ်ချုပ်ရေးအဖွဲ့ရဲ့တမတမတ်ကြားမှုပေါ်မူတည်ပြီးတော့ဖြစ်ထွန်းမှာပဲအဲ့တော့တော်တော်တမတမတ်ကြားပေမဲ့လည်းအုပ်ချုပ်ရေးအဖွဲ့ကနော်လှုပ်ဆောင်နေနေစွန့်ဆောင်ရင်နဲတယ်ဆိုရင်လည်းအဲ့မှာလည်းဆုံရှုံတာတွေမလိုအပ်တာတွေအကုန်ဆက်ဖြစ်မှာပဲတကယ်လို့ဒီအဖွဲ့တွေကအောက်ချီအောက်ချီအုပ်ချုပ်ရေးအဖွဲ့တွေကပို့ပြီးတော့နော်မတမာမှုများတယ်ဆိုရင်တော့အဲ့မှာဟောတိကန်တွေအလွဲသုံးစားတွေထပ်ဖြစ်မယ်ပေါ့ဗျာဆိုတော့ဘာလို့ လာတဲ့ကူညီပေးတဲ့လူတွေကလည်းပြင်ပဆိုတော့သူကဧည့်တယ်ပဲလေယာယီခဏပဲသူကအောက်ချိန်မှာပူပေါင်းလုပ်တဲ့အဖွဲ့တွေရှိမှသာလေတကယ်လူတဲ့လူရှိကိုပေးနိုင်တာအခုချိန်မှာတော့အောက်ချိန်မှာပူပေါင်းလုပ်မဲ့အရက်ဖွဲ့ဖွဲ့စည်းတွေကရန်အားနေသွားပြီလေရှိတောင်မှသူတို့တန်တရားမျက်စိနဲ့ကြည့်နေမှာဆိုတော့သူတို့ဘယ်လိုသွားလှုပ်ရှားမလဲเนาะအဲ့တော့အဲ့အဲ့ဒီပြဿနာတွေကကျွန်တော်တို့ကြုံတွေ့ရမှာပဲဗောဟိုတော့လည်းကြုံတွေ့တယ်အခုအခုလိုချိန်နေမှာပူကြုံတွေ့ရမှာဗောနော်ဒါကကျွန်တော်တို့ ဘေးရင်မေးစရာမလိုဘူးဒီတိုင်းပဲဖြစ်မှာပဲဖြစ်တဲ့တိုင်းလည်းအခု social media တွေမှာပြောဆိုကြတာတွေ့မှာပဲဗောနော်တိုးတော့ကျွန်တော်ဒီနေရာမှာတော့အထူးဗောနော်မြစ်တာရက်ခံလို့တာဒီအခုလိုမျိုးပံ့ပိုးပေးတဲ့ငွေတွေဗောနော်ဒီမှာပိုးပြီးကြိုးရှိမဲ့လုပ်ငန်းတွေဒီတိုင်းရှောက်ဝေခွဲပြီးတော့ ဟိုအလဟတာပေါ့ဗျာထိရောက်မှုနည်းနည်းဖြစ်မှန်းတူထိထိရောက်ဖြစ်တဲ့ဟာမျိုးလေးကိုကျွန်တော်လှုပ်ဆဲခြင်းနဲ့လုံနိုင်မယ်လို့လည်းထင်တယ်ဥမာပျော်သွားတဲ့အဆောက်အဦးတွေပေါ့နော်ရှင်းဖို့ကတော့ဒုက္ခဖြစ်လာတယ်ပေါ့ဗျာချမ်းသာတဲ့လူနဲ့ဆင်းရဲလူနဲ့အဲ့တော့တောင်းတငုံပစ္စည်းရှိတဲ့လူတော်မှပျော်သွားတဲ့အဆောက်အဦးတွေကိုရှင်းဖို့ကသူတို့အားနဲ့ရှင်းနိုင်ဖို့ခက်ရန်ခက်သွားပြီ နော်ဆက်အားလိုတဲ့ငွေအားလိုတဲ့ရှုပ်ထွေးမှုတွေအများကြီးရှိတယ်။နောက်ဒီထွက်လာတဲ့အမှိုက်တွေပဲနော်သွားပြင်မလဲ။အဲ့ဒီတဲမှာပစ္စည်းတွေတဲမှာရှိနေတဲ့နော်ရှင်းလိုက်လို့ထွက်လာတဲ့ရွှေငွေတွေဟိုပစ္စည်းတွေကိုဘလို့တေချာစင်းစင်းချာတင်စီပြီးတော့နော်ဘလို့ပြင်မလဲ။ဓာတ်တွေလိုလာတဲ့ခါကျတော့ဒါဟိုဟိုတူးတယောက်တည်းအာဒီကိုကကိုကိုနိုင်လောက်လောက်ကြာဆိုလုံနိုင်တဲ့တထေရတော့လုံပေါ့တို့ဆိုအများစုကမလုံနိုင်ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အဲ့တော့ဘလောက်စောက်ဥပျက်စီလဲဆိုတော့ကျွန်တော်တို့ဒီ ငလင်ဖြစ်ဖြစ်ချင်းမရင် Microsoft ကနေပြီးတော့သူ AI သုံးပြီးတော့သူတို့ဒီဂျိုဒုတပ်ပုံနေနဲ့ခံမှန်းတာရှိတယ်အဲ့တော့သူတို့ကတော့ဗျာအောက်ခြေအုပ်မြစ်ပေါ်ဘလောက်ထိရွယ်ဆောင်းသွားလဲပုံမှန်မူတည်ပြီးတော့အစာဥပြက်တာကိုသူတို့ကတတ်မှတ်တာပေါ့လေငါငကိုဂျိုဒုတပ်ပုံစင်ဆက်တွေကိုကြည့်ပြီးတော့အဲ့တော့လုံးဝကို80%လုံးအထက်ပေါ့နော်ပျက်စီးသွားတဲ့နော်အစာဥတွေကမန်းလေးမှာဆိုရင်950လောက်ရှိတယ်ပေါ့ဗျာအဲ့တော့နော်60ကနေ80ဆိုဘလောက် 40ရာနေပြီးတော့60ဆိုဘယ်လောက်ကျွန်တော်ထင်တယ်40ရာရင်တော့အထက်အောက်ခြေရိုင်သွားတဲ့ဟာတွေအကုန်လုံးကတော့ဖြိုဖို့လိုလာမယ်လို့ကျွန်တော်ကျွန်တော်ထင်တယ်ပေါ့ဗျာအဲ့တော့40ရာကန်တော့မပြတ်တဲ့ဟာတွေကတော့ကိုယ့်ဟာကိုယ်အောက်မှာတင်းတင်းတလို့ပြင်ပြီးတော့နေလို့ရကောင်းရမယ်အဲ့တော့ကျွန်တော်တို့ကြည်တာ40ရာတုန်းအထက်เนาะပြိုသွားတဲ့ရဲရင်းသွားတဲ့စောင်းသွားတဲ့တိုက်တွေကအချမ်းမြင်ပြောရင်တော့1000နဲ့2000ကြားလောက်ရှိတယ်ပေါ့เนาะ တော့ဒါတွေကိုဖြိုးမယ်ဆိုရင်တော့ဟလာ မတက်နိုင်တဲ့လူများမှာပဲเนาะအဲ့တော့အဲ့ဒါတွေကိုစနစ်ကျဖြိုးဖို့ကိုဥရတဲ့ငွေတွေကသုံးမယ်ဆိုရင်တော့ပိုပြီးစနစ်ကျပြီးကောင်းမွန်မယ်လို့ကျွန်တော်ထင်တယ်မလို့ရင်လည်းအခုဆောင်ပြောလို့ပုံနဲ့နေထွက်လာအဲ့ဒီကနေပြီးတော့အခုစရယောဂါတွေကုဆိုတဲ့ပြဿနာဆရာကျွန်တော်ဆိုတော့အဲ့ဒီအဲ့ဒီဖြိုးတာတွေရှင်းတာတွေကကိုအဲ့ကိုရှင်းရမှာလားအစိုးရတောင်းယူအခုရမှာလားအဲ့ဒါဆိုအခုကကျွန်တော်တို့ကြားသီးလာတော့ကိုတိုက်ကိုတာဝန်ယူရှင်းဆိုတဲ့ပုံစံမျိုးလို့ဖြစ်နေတာပေါ့နော် အဲ့တော့အဲ့တော့အကြမ်းမင်းကတော့ဗျာဒါကတော့ဆောင်းပြောတယ်ဟိုတန်တန်ဟီဂျိုချက်တဲ့လူကိုအလိုက်ကြတာများတာပေါ့နော် option နဲ့ဟိုစီဝိုင်းလုပ်တဲ့လူရှင်ပုံမှန်ကိုတိုက်ဖြစ်နေဆိုရင်တော့တော်တော်လေဒီထွက်လာတဲ့အမိုက်ကလည်းမသေးဘူးလေအဲ့တော့ဘယ်မှာသွားပြစ်မှာလဲနောက်ကချောင်းချောင်းထဲမှာပြစ်လို့မဖြစ်ဘူးလေအဲ့တော့ဒီအမိုက်ကိုစွန့်ပြစ်ဖို့နေရာကိုတတ်မှတ်ဖို့ကလည်းလိုလာသေးတယ်ဒီကိန်းအတွက်ကြည့် နော်အဲ့တော့မန်လေးမှာမိုက်ဆွန်ပြည့်မဲ့နေရာလည်းတော်တော်ခက်ခဲတယ်သူကမန်လေးရဲ့စီမံခန့်ခွဲမှုရဲ့အနေထားရအောင်အဲ့တော့အမိုက်ကြီးအများစုကအများစုကဒီဘက်ကျွန်တော်တို့ဒုထဟိုဒီဘက်ဟိုတွားပြီးတော့ စွန့်ပစ်တာများအဲအဲအရာကလည်းမလုတ်တဲ့နေရပေါ့နော်ဒုဒ္ဓဝီမြစ်ကြီးကိုတကယ်တမ်းမိုက်စွန့်ပစ်နေတဲ့နေရကလည်းမရာဆက်နားမှာပဲသူတို့ဒီအမိုက် landfill site တွေရှိတော့အဲနေရကျတော့လေအခုကတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရနဲ့နီးစပ်တဲ့ခါတော့စွန့်ပစ်တာကိုခံမလားဆိုရယ် question ရှိတယ်နော်နောက်တစ်ခုကနည်းနည်းလေးဝေးတော့တည်ယူကုန်ကြတဲ့ပုံညာစိတ်တွေရှိတယ်အဲ့တော့ပုဂ္ဂလိကလုပ်ငန်းကိုအလိုက်ကိုအောင်ရှင်းဆိုဒီကောင်ကြီးက တင်းတယ်လို့ပြောတွေ့တဲ့နေရာယူအမိုက်ကိုတွေ့တဲ့နေရာမှာပစ်ထားခဲ့မှာပဲเนาะဒီအမိုက်ရှင်းလေးပြဿနာနောက်တစ်ခုကအာနောက်တစ်ခုကထပ်ပြန်လာအောင်မှာဖြစ်တယ်ဆိုတော့ဒီအမိုက်ရှင်းလင်းရေးကိုတင်ကျွန်တော်ခုရတဲ့ငွေတွေတွေကနေပြီးတော့ဆောင်းအောင်လို့ UN လို့ဖွဲ့စည်းတွေတောင်တက်ဆိုင်ရာဖွဲ့စည်းတွေကနေပြီးတော့เนาะဒါကိုမရှင်းလင်းရင်เนาะ public health ပေါ့ကျန်းမာရေးဆိုင်ရာပြဿနာတွေအားစဖြစ်လာနိုင်စရာရှိတဲ့အတွက်เนาะ ဲနောက်ပိုင်းမှာလည်းဒါတရားတွေမရှိရင်နောက်ပိုင်းမီးရေထင်းရေအစားဒါဆိုရင်ပူပန်စရာတွေအများကြီးရှိတာပေါ့နော်ဆိုတော့အဲ့ဒါကိုလှုပ်တင်တယ်လို့တော့ကျွန်တော်မြင်တယ်ဗျနော်ဒါကိုတော့မြင်တယ်တော်တော် UN လိုဟာမျိုးကလည်းတို့ကလည်းစံပေးမယ်စီပေးမယ်ဒီလောက်ပေါ်မှာပဲတို့အားထည့်တယ်ဒီလိုမျိုးအကြီးကြီးရှင်းဖို့ကြတာပက်ဆန်ကုန်တော့ဗျာသူကအဲ့တော့သူတို့ရဲ့ကိန်းကနန်းမှာဟာလာလူ တသိန်းကိုလှူလိုက်တယ်လူနှစ်သိန်းကိုလှူလိုက်တယ်ဆိုတော့ figure ကိုတို့ကလိုချင်တာပေါ့နော်ဆိုတော့ဆာဦးတစ်ထောင်လောက်ကိုရှင်းလိုက်မယ်ဆိုလူတစ်ထောင်မဲ့ကျိုးပြက်ရှိတယ်လို့မြင်တယ်မဲ့လူတစ်ထောင်ရှင်းတဲ့အတွက်ဂျန်နဲ့မြို့ပြနေလူတန်းစားတွေပါမြို့ပြနေလူတွေပါအကျိုးမြတ်ရှိတယ်ဆိုတော့အချက်တွေပါလို့တာပေါ့အဲ့ဒါကိုကြတော့နားလည်တဲ့လူအနေနဲ့တော့ခိုင်ခိုင်မာမာသူက justify လုပ်တယ်ပေါ့ညာထောက်ခံပြောဆိုမှ UN လိုဖွဲ့စည်းမျိုးကလည်းလုံမှာဖြစ်တယ်လေအခုနေထားမှာတော့အဲ့ဒါမျိုးဘယ်လူမှလုံမှာမဟုတ်ဘူးအဲ့တော့လူငယ်မျိုးရောက်သွားအဲ့တော့သူတို့လည်းဝေဖန်တာမဲ့ပြဿနာတွေရရှိတာပေါ့ เนาะဒါပေမဲ့ကျွန်တော်ကတော့မြင်တော့အဲ့စာဦးရှင်းလေးကြီးอ่ะဥစားပေးလုတ်တဲ့နယ်ထဲမှာပါတယ်လို့တော့ကျွန်တော်ကမြင်တယ်ပေါ့ဗျာเนาะအားလုံးကတာဝန်ခံပြီးလို့မှဒါအစဉ်ပြင်းတင်တာလုတ်တဲ့နယ်လို့လည်းကျွန်တော်မြင်တယ်ပေါ့เนาะဒါဒါတော့ကျွန်တော်ကဝေးကနေမြင်ရတဲ့ဟာဆိုတော့လေအောက်ခြေနေပါမသိတော့ကျွန်တော်တို့လည်းမှိုင်းမှန်းပါပေါ့เนาะတိုးတော့အခုတော့ဒီကိုကိုရှင်းလို့လုတ်တဲ့ကိုကိုရှင်းတော့တိတ်တော့မလွယ်ဘူးလေဘယ်လိုလွယ်မလဲဆိုတော့အဲ့တော့ကျွန်တော်ရှင်းလို့ရမှာဟုတ်ပါပေါ့ဆရာကယ်ဆယ်ရနေပြီးတော့ အဲပြန်လဲဒီဆော့ရွေးဖွဲ့ရောက်သွားတယ်ပြောရမလားအခုတပတ်ကြော့လာပြီတော့ကစေးရေမကိုသေးဘူးနော်ကျွန်တော်ကစေးရေတောင်မှကျွန်တော်ပြောလို့နှစ်ပတ်တောင်မှရှိသေးတယ်အတွက်ထပ်လောက်ကြပါအောင်နောက်တစ်ပတ်လောက်တော့ပြန်ကြံကောင်းကြံအောင်မှဖြစ်ပါတယ်လုံးတင်ပါတယ်ချို့ကျွန်တော် record တွေကဆောင်းအောင်ပြောလို့ပေါ့နော်ဒါနှစ်ပတ်လောက်ထိကိုရှင်းနိုင်တာတွေရှိတာဖြစ်တဲ့အတွက်စူးစမ်းပြီးတော့နော်ရှာတင်တယ်နောက်တစ်ခုကဒါရှင်းလင်းရေးကိုကျွန်တော်လုံးတင်တယ်နော်ဒါလုံးလုံးတင်တယ်လို့ကျွန်တော်မြင်ပါတယ်နော်ဒါမှလည်းဟုတ်ဟိုကျန်တဲ့မြို့ပြနေလူတန်းစားနေပို့ပြီးတော့ အော်သူတို့ဟိုတက်တောင်တက်တာပို့ပြီးအန္တရာယ်ကင်းကင်းနေနိုင်မှာပေါ့နော်လို့ကျွန်တော်ကမြင်ပါတယ်ဟုတ်ဟုတ်ဟိုကျွန်တော်ကအခုထိုင်းပါဆိုဗျာဟိုဘယ်လိုပြန်လဲဒီဆိုင်းဆိုလာတယ်ဘာဘာကြောက်ဖြစ်ခဲ့လို့ဖြစ်ငယ်လင်းလှုပ်တာတော့သဘောကဖြစ်တာပေါ့ဗျာဒါပေမဲ့အေးကြီးပြိုတော့ဘာဖြစ်လို့လဲဆိုထိုင်းမှာအခုပြိုသွားတဲ့အကောင်စေတော့အယူသေးမမိတဲ့ပန်ထယ်တွေတွေ့တော့ဗျာတရုတ်ကုမ္ပဏီကစာသဖြင့်အဲ့လိုမျိုးလေးရှိတယ်ဘုမပြီမော်အဲ့လိုပြိုတာတော့ဗျာဟိုမန္တလေးကဘာစကိုင်းဘာကြီးလဲအဲ့ဒါကြီးဆိုအသေးကြီးလေးဘာတွေ အဲ့အရာတော့ဗျာမဆွေးနေတော့ပါဘူးဗမာကြီးမှာအေးပေးပေးဆိုတာခင်ဗျားတည့်တိုင်းပဲဒီလိုလုပ်တယ်ဆိုတာလည်းအာနာရှိတဲ့လူတွေနဲ့ဆက်ဆွယ်ပြီးလုပ်တော့တနင်္ဂနွေစင်ပါပေါ့အကုန်လုံးပေါ့ပတ်သက်နေတော့လက်ရှိနိုင်ငံရဲ့နိုင်ငံရေးနေသားနဲ့ဒီကောင်းလေးကိုပြစ်ပေးရေးယူမယ်ခုနေသွေးပူနေတုံးတော့ဆစ်ဆေးမယ်ပါပြောမှာပဲလေတိုးတော်လည်းပဲပုံမှန်ဖြစ်နေတယ် even NLD ဆိုတာလက်ထက်မှာတော့မှဒါကိုသူတေချာပြေးဟောပါသူတို့ ဟိုလုံနိုင်တာတွေမရှိပါဘူးเนาะအဲဟိုလာတတ်နိုင်တော့လို့တယ်တော်တော်လဲအစင်ဆက်ပြက်ခွက်ခဲ့တာဗျာနှစ်ပေါင်းဟိုးဆိုရှယ်လစ်ခေတ်ကနေပြီးတော့ဂူတီကိုဟိုလာအာနာရှိရဲ့လူနဲ့အောက်ခြေကစီဝိုင်းသမားနဲ့ပေါင်းပြီးလုပ်တယ်အဲလူတို့ကဒီတိုင်းငုတ်တော်ကြီးခံခဲ့ရတယ်ဟာလာဒါဒီစောင့်ကြည့်တဲ့စနစ်တွေဘာမှမရှိတဲ့အတွက် ဖြစ်မှာပဲလှုပ်လဲဖြစ်မှာပဲအဲ့တော့အဲ့တော့ကျွန်တော်ပြင်တာဒါတွေလှုပ်တာတက္ကန်နာပေါ့ဗျာမလှုပ်တင်ဘူးတော့မဟုတ်လှုပ်တင်တယ်ကျွန်တော်ကတော့ app ပေါ်မှာတိတ်အာရုံမထည့်ဘူးပေါ့ဗျာအဲ့တော့လောလောဆယ်ကတော့အဲ့ဒီဟိုယောဂါတွေဆက်မဖြစ်အောင်မင်းကယ်ဆယ်ရေးလို့ပါဟိုဒါတွေကိုပဲကျွန်တော်ကပို့ လေးပေးတင်တယ်လို့ထင်တယ်နောက်တစ်ခုကအဆောင်ပြောလို့ပေါ့နော်ကျွန်တော်နီဘောရဲ့တွေ့ကြုံရဆိုရင်တို့ကငလင်ကြီးထုတ်ပြီးတာပေါ့တလကြာရင်နောက်ထပ်7လောက်ရှိတဲ့ငလင်တစ်ခုကထပ်လုံသေးတာဆိုတော့လေတို့ရဲ့အကျိုးကျေဒါ DNA ကလည်းရှိသေးတော့ဆက်ပြီးတော့ဟိုလူလူကို၆တာတော့မဟုတ်ဘူးလူလူကလည်းတတိနဲ့နေဖို့ကတော့လူသေးတယ်ပေါ့ဗျာအဲ့တော့ခက်တဲတဲ့ဖြစ်နေတဲ့ဆောက်ဦးတွေအကုန်လုံးကလည်းထပ်ပြီးပြိုနိုင်သေးတယ်ပေါ့မနေ့ကဟိုအာဘယ်မှာလဲမသိမန်လေးထင်တယ်နော်ပြိုမြေပြိုတယ်လို့ကျွန်တော်အတန်ကြားတယ်အဲ့ဒါတော့ အဲ့ဒါမျိုးတွေပေါ့ဗျာဟိုပြိုစောင်းနေတဲ့တိုက်ကပိုပြိုတော့မှာပေါ့အကြောင်းအရာတစ်ခုကြောင့်ဖြစ်တယ်နော်ဆိုတော့အဲ့တော့ကျွန်တော်ထင်တယ်ဟိုငလင်းလှုပ်ပြီးတဲ့ကာလမှာတလနှစ်လလောက်ထိကတော့ဒီလိုမတည်ငြိမ်ကာလတွေဖြစ်တဲ့အတွက်အားလုံးတတိထားပြီးတော့ဆက်ပြီးနေဖို့ပေါ့ဒါတွေကတော့ လို့မယ်အဲ့တော့ဒီငလင်ကြောင့်နေစရာမရှိရလူနေစရာတော့ရှိမှာပေါ့ဗျာတိုက်ရှိမယ်တော်တော်တိုက်တဲ့ဝင်မနေရတော့ဘူးဆောင်းလို့ငလင်လှုပ်ပြုံးမှာဆိုတော့သူတို့ကလည်းဒုက္ခတွေတွေဖြစ်သွားတာပေါ့ဗျာနေစရာမရှိရလူတွေလို့ဖြစ်သွားအဲ့တော့ဒီလူတွေကိုလည်းအနည်းဆုံးတော့တာ3လောက်ကတနေရာနေရာတစ်ခုမှာပန့်ပိုးပြီးတော့စားရေးတောက်ရေးရအစားပန့်ပိုးပေးဖို့ကလိုနေသေးတယ်အဲ့တော့ပြန်လဲထူထောင်ရေးရတော့မပြောတော့ဘူးဗျာကျွန်တော်တို့ဘာလို့လဲဆိုတော့ ဟိုကျွန်တော်တို့နာဂစ်ကာလာတွေကဖြစ်ခဲ့တဲ့ပြန်လည်ထူထောင်ရေးကဒီနေ့ဒီတောင်မဖြစ်သေးတာဆိုတော့ဒီကိစ္စတွေကတော့ကျွန်တော်တို့လည်းမဆွေးနွေးကြတော့ဘူးပေါ့နော်လောလောဆယ်ရာဆိုပြောလို့ဒီနေ့နေရာချတာကြီးကိုပဲဦးစားပေးလုပ်တဲ့နယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဒီကုချုံနေလည်းအဲ့တော့ဟိုငလင်အခုမန္တလေးပေါ်လေးဖြစ်ဖြစ်ဘယ်လိုများလူတွေအခုယောဂငလင်အလွန်မှာယောဂတွေလည်းဖြစ်နေတာပဲအဲအားလုံးဘယ်လိုသတိထားသေးလဲပေါ့အဲ့ဒါပြောလို့ သတိထားတဲ့နာကျွန်တော်ဆော့ပြပြီလေဆော့အောင်ပြောလို့ပေါ့နောက်ဆက်တွဲငလင်းနေရဲ့အန်ဒီရလည်းရှိနေတာဆိုတာဖြစ်တဲ့အတွက်ဒါအားလုံးကမန်လီမာတွေမဟုတ်ပါဘူးပမာဘီတီဘီလုံးပေါ့ငလင်းကျောမှာရှိတဲ့လူတွေအကုန်လုံးသတိသတိဝရိယထားပြီးတော့ဒါနေတဲ့နယ်ဆိုတဲ့အချက်လေးကိုဟိုကျွန်တော်တို့ကတော့တိုက်တွန်းနှိုးဆော်လို့တယ်အဲသို့တော့ပိုအရေးကြီးတဲ့ချက်ကတော့ဒီဖြစ်ရည်ဒီပေါ်ကသင်ခန်းစာထုတ်ရရင်တော့မန်လီမျိုးအနေနဲ့ကတော့ဒီကိစ္စမ်းပြောရရင်တော့ မြို့ပြစီမံကိန်းကအောက်နေပြီလို့ကျွန်တော်ကမြင်တယ်ပေါ့နော်မြို့ရဲ့တီပုံကသူကဖြစ်စလို့ချက်လာတဲ့ပုံစံဖြစ်တာပေါ့နော်ဒါမြို့ရဲ့နေသားပေးနိုင်တဲ့ရေမြေနေသားရနော်ဖြစ်စလို့ချက်စီဝါရေးကောင်းတဲ့နေရာမှာပုံထဲဆိုတော့အဲ့လိုနေသားမှာအခုလိုမျိုးတဘောကပေးရနေဖြစ်လာရင်ဘလို့မှကျွန်တော်မကင်တွယ်နိုင်ဘူးပေါ့နော်ဖြစ်ရှင်းရရန်ခက်တယ်ပေါ့ဆိုတော့အဲ့တော့မန္တလေးမြို့သူမြို့သားတွေအနေနဲ့ကဒါကိုတေချာလေးနည်းနည်းစဉ်းစားပြီးတော့နော်မြို့ပြအစီမံကိန်းပေါ့နော်စနစ်ကြဖြစ်ဖို့ပေါ့နော် ဆောင်းပြောလို့သူ့ရဲ့မြင်နေရဒေတာလိုက်ရှိရှိရှိတဲ့လူရေနော်အထူပါပေါ့ဗျာလူရေ density population density နော်ဖြစ်စဉ်ဖြစ်တိုက်တဲ့ဆောင်းပြောတဲ့နော်အော်ရေပြီးရရှိမှုလက်စရရှိမှုအစရှိတာရေထက်တွင်အမိုက်ဆိုထွက်လာတဲ့အမိုက်ဒီဘလို့ပြင်မလဲဒီလိုစဉ်းစားနိုင်တော့မှကြုံလာမဲ့သဘောကဘေးအန္တရာယ်တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ရင်ဆိုင်နိုင်ပါလို့ကျွန်တော်ထင်တယ်မန်လေးကခုနေသားတွင်ကိုရေ ရှားပါမှုဟာတော်တော်ကိုအခြေအနေဆိုးတဲ့အနေအထားမှာရှိတယ်အဲ့တော့အဲ့ဒါပေါ်မှာအကုန်လုံးကမြောက်ရည်ပဲတော်တော်နှိုင်နေရလीမြောက်ရည်ပဲတော်တော်နှိုင်နေအမှန်ကတကယ်ဆောင်းပြောလို့ပေါ့နော် surface water လို့ခေါ်တာပေါ့ season ရဲ့ရည်ကိုတူလောင်ပြီးတော့ဒါ treatment လုပ်ပြီးတော့မန်လီယာပေးတဲ့အဆင်ဖြစ်တယ်အဲ့တော့မြောက်ရည်ကိုပုံနှိုင်လीပို့ပြီးတော့အောက်ခြေမှာပို့ပြီးတော့ကျွန်တော်တို့ကမတည်ငြိမ်မှုတွေကိုဖြစ်လေဆိုတာတော့ဒါတာရကပဲပေါ့နော်အခုဆိုရင်မန်လီပျက်စီးသွားတဲ့အဲ့လိုပေါ့အစာဦးပျက်စီးသွားတဲ့ဂျိုရုတပ်ပုံကိုကြည့်ရင် အဲ့အနောက်ဘက်ခြမ်းတွေမကဘဲနဲ့အချို့အရှေ့ဘက်ခြမ်းတွေမှာလည်းရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့ဗျာနော်ဆိုတော့အဲ့တော့သူနေရာဒဒေတာ like ကိုမန်လီကတော်တော်လေးကိုစင်ကျင်တဲ့အချိန်ရောက်ပြီဒါကိုမန်လီမြို့ကိုပြန်လည်တည်ထောင်ဖို့စဉ်းစားတဲ့အချိန်မှာနော်ဒါဒီထက်သွင်းစဉ်းစားကြပါလို့ကျွန်တော်တို့ကတော့ဆက်လက်တိုက်တွန်းလို့ဆိုလိုပါတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ရတယ်ကျွန်တော်တော့ကျေးပညာရှင်ဦးမင်းကျေးဇူးတင်ပါတယ်